ထင်းဝင်ရဲနဲ့စုပြေးစစ်ဆက်ပွဲကိုသွားမီလို့ပြောခံရပြီးနောက်တင်းတောင်းကျော်တဲ့ကားစီးပြီးတော့ဒူဝိုင်းမြို့မှာအမိုက်သောအပန်းဖြေနေတဲ့နော်ဘော်ရဲသားအခုဆိုရင်တော့နော်ဘေးရဲသားတောင်ဘယ်နေရာမှာအပန်းဖြေနေလဲဆိုတော့ကမာကျော်တတိယမီလီယံနာတွေတန်းချဲတတိယသားအပန်းဖြေနိုင်တယ်လို့သတ်မှတ်ကြတဲ့ RS ော်ဝါအများပြည်တော်စု UAE ရဲ့ခန်းအောင်ဆုံးမြို့တော်ဖြစ်တဲ့ဒူဝိုင်းမြို့မှာပဲဖြစ်ပါရီသူမရဲ့ပန်းဖြေပုံကလည်းတာမန်မဟုတ်ပါဘူးဒူဝိုင်းမြို့ရဲ့လမ်းမတွေထက်မှမြန်မာငွေ3000ကျော်တန်ဖိုးရှိတဲ့ စိတ်ကံပြိုင်ကားကြီးတွေကိုကိုရိုင်းမောင်းနေပြီးသူမရဲ့ချစ်သူကိုချက်ကန်ဝင်းတဲ့သူရန်ကိုချမ်းသာကျဲဝါခန္ဓာရီဘဝတစ်ခုကိုဖျက်သန်းနေတာဖြစ်ပါရည်ဒီမြင်ဝင်နေကြမယ်လူတွေကြားမှာရန်ကိုပြောစရာပြင်နေတာပါပြောရမယ်ဆိုရင်တော့ဘောအေထားလိုမျိုးမြန်မာနိုင်ငံကဘယ်ရုပ်ရှင်မင်းသမီးကမှဒီလောက်စင်တန်မြင်နေဈေးအကြီးဆုံးနေရာတစ်ခုမှာဒီလိုမျိုးစိန်ကြကြပန်းဖြစ်နိုင်သေးပါဘူးဒါကဘာကြောင့်လဲလို့မေးလာခဲ့ရင်တော့ ဂျာနော်ဘွင့်ဒါအတွင်းနေတဲ့သူ့ရဲ့ချစ်သူကိုချက်ကိုင်ဝင်းရဲ့မခံမနိုင်တော့တဲ့ကြေဝချမ်းသာမှုတွေကြောင့်ပဲလို့ဆိုအားမှာပါရှင်။ပရိသတ်ကြီးတို့ဒီကိုချက်ကိုင်ဝင်းဘသူလဲဆိုတာကိုစိတ်ဝင်စားနေကြပါပြီနော်။ကျမနေနေရှင်းပြပါမယ်။ကိုချက်ကိုင်ဝင်းဆိုတာကတော့မြန်မာတိုင်းနိုင်ငံလုံးမှာဖွင့်လှစ်ထားတဲ့ရဲမြတ်တာမော်စီဆိုင်လုပ်ငန်းကြီးရဲ့ပိုင်ရှင်ထိတန်းသတိကြီးရဲ့သားတယောက်ဖြစ်ပါရီ။သူကိုရိုင်းကလည်းသူမိဘပိုင်နဲ့မြန်မြတ်တာမော်လုပ်ငန်းပြင် Heady Company ကိုကိုရိုင်းတီထောင်ထားနိုင်သူဖြစ်ပါရီ။ အဲ့ဒီ Harry Company ကနေပြီးတော့ပရိသတ်တွေတည်ကြတဲ့ Heavily ရုပ်သံ application ကိုတည်ထောင်ထားတာဖြစ်ပါတယ်။သူရဲ့ Heyday Company Limited ဟာမြန်မာနိုင်ငံရဲ့ခွန်ထမ်းဆောင်မှုအများဆုံးထိတ်ဆုံးကုမ္ပဏီ၅ခုမှတစ်ခုပါဝင်ဖြစ်တယ်လို့တာမဆိုကြပါရည်။သူရဲ့စီးပွားရေးလုပ်ငန်းတွေကဒီလောက်နေတည်မပေးသေးပါဘူးရှင်။ကိုတက်ကန်ဝင်းရောင်းစံလုပ်ငန်းကိုရောင်ကြီးတွေအခု30လောက်တိပိုင်ဆိုင်ထားတာဖြစ်ပြီးမြန်မာနိုင်ငံရဲ့လက်ရှိစံလုပ်ငန်းတတိယတွေထဲမှာ1 to 10ဆင်းဝင်တယ်လို့သိရပါရည်။ ဂျာပင်ဒူဘိုင်ဆိုင်တဲ့ဟိုတယ်တွေကမြန်မာပြည်နေရာအနှံ့မှာခုနှစ်ခုလောက်ရှိပြီးနိုင်ငံเจ้าမှာဆိုရင်လည်းငွေကြေးရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီတွေအများကြီးရှိတယ်လို့လည်းကြားသိရပါရဲ့ရှင်။နောက်ထပ်ကြီးမားသောစီးပွားရေးလုပ်ငန်းတစ်ခုအားတော့ကိုချက်ကန်ဝင်းဟာနမေကြီးတီယိုလီယက်စက်က EV ကုမ္ပဏီတစ်ခုဖြစ်တဲ့ BYD ကကုမ္ပဏီရဲ့မြန်မာပြည်တူတဲ့ကိုယ်စားလှယ်ရထားသူဖြစ်တယ်လို့သိရပါရီ။ဒါကြောင့်လည်း EV ကလောကမှာဆိုရင်မင်းသမီးဦးမုံရွှေရဲ့ခင်မုန်းတင်တဲ့တောင်မှာစီးပွားပြိုင်ဘက်တွေဖြစ်နေကြတယ်လို့ဆိုနိုင်ပါရဲ့ရှင်။ ဒီလိုမျိုးမခံမနိုင်အောင်ချမ်းသာကြဲဝါရီချစ်သူကိုပိုင်ဆိုင်ထားတာကြောင့်ပဲနော်ဘိုအေတာဟာစေအကြီးဆုံးဒူဘိုင်းမြို့မှာစေရင်ပြည်နဲ့ပန်းဖြေနေနိုင်တာဖြစ်ပါရီဒီလိုမိုက်စာကြီးစဉ်ကြီးမတိုင်ကလေးမှာပဲနော်ဘိုအေတာတရားလူမှုကွန်ရက်မှာကြီးကျယ်ပြောခံခဲ့ရဝေဖန်ခံခဲ့ရပါသေးတယ်။ဇာကတော့မင်းသားဟင်းဝရနဲ့မင်းသမီးစုပြည့်တစင်တို့ရဲ့စိတ်ဆက်ပွဲခန်းနာမှာဖြစ်ပွားခဲ့တဲ့ကိစ္စပါပဲ။ဒီပွဲမှာသူတို့သားသူတို့သမီးနဲ့နှစ်ဖက်မိဘဆွေမျိုးတွေကအမတ်တရာတပ်ပုံရိုက်ဖို့အတွက် တန်းစီနေရာယူကြတဲ့အချိန်မှာနှဘောရဲ့ဌာကဗမ်ဆိုင်ညာမဆိုင်တင်းတိုးဝင်ပြီးတော့နေရာယူလိုက်တယ်လို့ဖြစ်သွားခဲ့ပါရီဒီလိုမျိုးအများရဲ့ထင်လွဲဝေဖန်မှုတွေကြောင့်စိတ်နှောက်ရှက်ဖြစ်ခဲ့ရတဲ့ချစ်သူလေးစိတ်ချမ်းသာအောင်လို့ကိုထက်ကဝင်းကကမ္ဘာအခမ်းအနားဆုံးဒူဘိုင်းမြို့ကြီးတွေနိုင်ငံခြားပန်းဖြေခီးစဉ်တွေကိုဇက်တိုက်ဆိုသလိုခေါ်သွားပြီးနေသိမှု ပေးနေတာဖြစ်တယ်လို့ဆိုကြပါရရှင်ပြည်သက်ကြီးတို့အရော အရှင်ကတော့ထင်လွဲပြောခံရပါမယ်ခုတော့အင်မတန်ချမ်းသာပြီးယူဆိုင်တဲ့ချစ်သူရဲ့နှစ်သိမ့်မှုပြင်းနေဒူဘိုင်းမြို့မှာတိမ်တောင်းချီတန်ကားကြီးတွေစီပြီးအပန်းပြင်နေတဲ့နော်ဘွားအထိုင်ရဲ့ဘွားကိုကြည့်ပြီးဘလိုမျိုးသဘောရလဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်